ဒီနေ့တော့ထုံးစံတိုင်း Thursday Lee ကိုကံဖို့ကွန်းကိုသွားနေပါပြီ။အဲဒီနေ့ကနောက်ဆုံးပွဲဆိုတော့10ခွဲဒါမှမဟုတ်10နိုင်ဝင်ကျင်လောက်မှာကံအမှာအခု9နိုင်လောက်ရှိပြီ။အပြန်စင်းတော့အဲ17ခွဲ17လောက်ထိရောရောက်သွားမှာ။တိတ်နောက်ကျရင်ဆိုရင်တော့တနာရီလည်းရောက်ရောက်သွားတယ်။ဒီနေ့ကပွဲစဉ်9ကိုကံအမှာအဲ17သင်းဆိုတော့နောက်ထပ်2ပွဲဆိုရင်ဒီပွဲပေါင်းဆိုတော့3ပွဲပေါ့။3ပွဲဆိုရင်ပြီးပြီ။အဲ3ပွဲလုံးမှာ အဲပွဲတိုင်းလည်းနိုင်မယ်အဲဂိုးလည်းပြတ်မယ်ဆိုရင်တော့အသင်းကချန်ပီယံဖြစ်ပြီဘာလို့လဲဆိုတော့ဒုတိယအသင်းเนี่ยအမှတ်တူပေမဲ့ဂိုးကွာချက်နဲ့အသာမှာပေါ့အဲ့တော့ဟိုသူတို့အသင်းရဲ့ဂိုးကွာချက်လည်းကြည့်ရမယ်ကိုအသင်းရဲ့လည်းနောက်ဆုံးဒီကံမဲ့၃ပွဲလုံးနိုင်တယ်ဂိုးလည်းတော်တော်ရရဆိုရင်တော့ကိုအသင်းမှာချန်ပီယံဖြစ်မှာဘွေးကအပြင်ကနေဂိုးသမားရောတခြားကစားသမားတွေရောခေါ်ထားတာရှိတယ်။ရှိရဆိုတာစနေနေ့ညမှာကြီးချိန်မွေးတစ်ခုရှိတယ်။အ အဲနှစ်ပွဲကံရမှာပေါ့အဲမှာတပွဲကိုဘတ်တတောင်းခွဲလောက်ထင်းတယ်ဘတ်တတောင်းလားတတောင်းခွဲလောက်တခြားမသိသေးဘူးပေါ့အဲ့ပွဲအတွက်ရာမားတွေဖြည့်ထားတယ်ဖြည့်ဒီနေ့ပွဲမှာတခါတည်းဟိုအသင်းနဲ့ဟိုစင်မီတာဖြစ်အောင်ပေါ့ဟာဒီနေ့လီပွဲမှာလည်းခေါ်ထားရတာမားတွေတခါတည်းခေါ်ကံလိုက်တာပေါ့အဲ့ဒီနေ့ကရာမားတွေများမယ်အခုအသင်းမှာလက်ရှိရှိနေရာမားတွေရောစနေနေ့တွေခေါ်ထားတဲ့ရာမားတွေအကုန်လုံးပေါင်းကံကြမှာပေါ့ဒီကွန်းရောက်တော့မယ်ဒီချိန်သူတို့ဒုတိယပွဲတော့စကန်လောက်ပြီးထင်တာပဲ အာခုဒီကပထမပွဲထင်တယ်အဲဆယ်နာရီဝဲမှာ7လောက်မှကိုကန်လောက်ပုံစံကြည့်ရပထမပွဲကိုမပြီးလောက်ကြဒီမှာတခြားတဲ့နောက်ကမ်းပဲဒီလည်းစောင်းလက်ရှိဂျာစီနဲ့ဖူဆယ်ဖန်းနဲ့ကမ်းပါမယ် တိုင်ပွဲဆိုရင်ဒီနေ့ဘာဖြစ်နဲ့မစီချင်ဘူးဆယ်ပဲယူလာပြီတတိယပွဲစကန်းနေပါပြီဒီပွဲပြီးရင်တော့ကျွန်တော်ပွဲစပါတော့မယ်ตอนนี้พอจะเข้าเดินแล้วก็ตัวต่อออกมาแล้ว စနစ်ကျော်နေဒီနေ့ဝဲတော့10မိနစ်တောင်ဝမ်းမကန်လိုက်အောင်အသင်းကပထမပိုင်းတူးစီးနဲ့ရှုံရင်းနဲ့ပြန်လိုက်ရင်လိုက်ရင်နဲ့3 2နဲ့တော့နိုင်သွားတယ်ဒါပေမဲ့လူသားတယောက်မှမလဲလိုက်ကြရအောင်ဝဲရတာ3 2နဲ့ပြီးသွားသုံးမွဲကျန်တော့ဆိုဒီနေ့ကတည်ရည်လဲကြလို့မရအောင်ရှုံလို့လည်းမရအောင်နိုင်တော့တော်သေးဒုတိယအသင်းเนี่ยအမတ်ဒူဂိုးဂိုးတာနဲ့တစ်ဖြစ်နေတာဆိုတော့ဒီနေ့တည်ရည်ကြတာပဲဖြစ်ဖြစ်ရှုံတာပဲဖြစ်ဖြစ်သူတို့ကဟို ကိုရီးပါကြီးစရာမလိုဘဲနဲ့ပွဲတိုင်းနိုင်သွားရင်သူတို့ချန်ပီယံဖြစ်မှာလေကိုကနောက်နောက်ထပ်နောက်ဆုံးနှစ်ပွဲပဲကျွန်တော်ဆိုတော့တော်သေးနိုင်သွားလို့လေစနေနေ့ညကြေးဝဲချိန်ပွဲတော့ဒီညပြင်ဆင်မလိုပဲပွဲကရုပ်ရည်ရဲ့အလိုတူးစီးနဲ့စရှုံးလိုက်တော့じゃဘာမှကိုပြင်ဆင်ချိန်မရလိုက်ဒီရှိရလူပထမပိုင်းစကန်တဲ့လူတွေပဲပွဲပြီးရဲ့ဒီကန်ကန်နေပဲပွဲပြီးသွားကစားဝတ်တွေပါလေမတဲလိုက်ရဘာမှလည်းမလုပ်လိုက်ရအောင် စနေညမှာပဲအဲ့ချိန်ပွဲပေါ့တသိန်းနဲ့ပဲတိုင်းမဲ့နှစ်ပွဲကံပါမိနစ်20နှစ်ပိုင်းနှစ်ပွဲကံကဲဒီဘလော့လေးအော်တော့ပါပဲနောက်အဲတပတ်ခါကြမှာနောက်ထပ်ဘလော့တစ်ခုထပ်ပြီးတော့လုပ်ပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်